အစီကိုစားသုံးရင်လည်းအစီချလို့ရတယ်ဆိုတော့ကိုမိတ်ဆွေသိပြီလားဟုတ်ကဲ့ကျွန်တော်အထောက်အထားရင်းနဲ့ကျွန်တော်ရှင်းပြပါမယ်ကျွန်တော်အစီချဖို့ဆိုရင်ကျွန်တော်100% recommend ပေးတဲ့ diet ပုံစံလေးက balance diet ပုံစံဖြစ်ပါတယ်ဗျဒီ diet ပုံစံကိုကျွန်တော်ကိုယ်တိုင်အစီချခဲ့တဲ့ကောင်လည်းလက်တွေ့ကျင့်သုံးခဲ့တဲ့ကျွန်တော်ရဲ့ client တွေကိုလည်းဒီပုံစံလေးကိုပဲကျွန်တော်ညွှန်ပေးဖြစ်ပါတယ်ဗျ balance diet ဆိုတာဘယ်လိုပုံစံမျိုးစားတော့အောင်လဲဆိုရင်ခန္ဓာကိုယ်အတွက်လိုအပ်တဲ့ macro nutrient တွေပါတယ် protein တွေ carbohydrate တွေ fat လို့ခေါ်တဲ့အဆီတွေကိုသူ့ခန္ဓာကိုယ်ကိုချိုးစားရလိုအပ်တဲ့ပမာဏလေးတိုင်းမြန်မြန်တတအချိုးကျကျစားတော့ရတဲ့ပုံစံလေးဖြစ်ပါတယ်ဗျ ဒီပုံစံလေးကိုစားတော့တယ်ဆိုရင်ကျွန်တော်တို့စားတော့တဲ့အနှံ့တိုင်းမှာကစီတက်တွေပါဝင်ရတယ်အစီတက်တွေပါဝင်ရတယ်အသားတက်တွေပါဝင်ရတယ်ပမာဏတွေရာခိုင်နှုန်းတွေအချိုးအစားတွေတော့မတူဘူးဗျာအနှံ့တိုင်းမှာပါဝင်ရတယ်ဆိုတာလေးကိုကျွန်တော်ပြောပြတာဖြစ်ပါတယ်လူတယောက်ကအစီမရှိတော့ဆိုရင်ဘာဖြစ်လဲဆိုတာကျွန်တော်တို့အရင်တော့ကလည်းဗီဒီယိုလေးတင်ထားတာရှိပါတယ်အစီကခန္ဓာကိုယ်မှာဘယ်လိုကောင်းကျိုးတွေပြုလဲဆိုရင်ကျွန်တော်ထပ်ပြီးရှင်းပြပေးပါမယ်အစီကခန္ဓာကိုယ်ရဲ့ cell တွေကြီးထွားမှုကိုအထောက်အကူပြုပေးတယ်ခန္ဓာကိုယ်ရဲ့အပူချိန်ကိုလည်းထိန်းပေးတယ် ခန္ဓာကိုယ်မှာအပြင်ပကနေဖြစ်လာမဲ့ထိခိုက်တံရရနိုင်တဲ့အရာတွေအတွက်လည်းအလွာလေးတစ်ခုဖြစ်ကာကွယ်ပေးထားတယ်။ကိုရင်းဟော်မုန်းတွေထုတ်လုပ်တဲ့နေရာမှာလည်းအဆီကိုအသုံးပြုပါရတယ်ဗျ။ဒါပေမဲ့အဆီဆိုတာလည်းလိုအပ်တဲ့ပမာဏထက်များလာပြီဆိုရင်တော့မကောင်းဘူးပေါ့ဗျ။ဟုတ်ကဲ့ကျွန်တော်တို့အဆီချဖို့ balance diet တွေသုံးဆွဲတဲ့အခါမှီဝဲတဲ့အခါအဆီကိုဘယ်လောက်ပမာဏစားသောက်အောင်လဲဆိုရင်တနေ့တာလိုအပ်တဲ့ကီလိုရီပမာဏရဲ့25ရာခိုင်နှုန်းကအဆီကိုစားသုံးလို့ရပါတယ်ဗျ။ ဒါဆိုရင်မေးဝင်လေးမေးစရာတခုရှိလာပါလိမ့်ဗျာအစီအစားတဲ့နေရာမှာကျွန်တော်တို့ကကြက်အေးကွန်လို့ကြက်တောင်ပန်းလို့ဖင်စီဘူးလို့ကြက်ဝတ်သားအစီလို့စတဲ့အရာတွေကို25ရာခိုင်နှုန်းအထိစားလို့ရလားလားဆိုရင်တော့မဟုတ်ပါဘူးဗျာတရိတ်ဆန်တွေကနေရတဲ့ပြေဝစီဆိုတဲ့အစီမျိုးစားကိုတော့ကျွန်တော်တို့ကတက်နေတဲ့များလေးရှော့စားရမယ်ဒါပေမဲ့ကျွန်တော်တို့ကအသားတွေစားတဲ့အချိန်မှာတော့သူတို့ကထွက်လာတဲ့အစီကတော့ကျွန်တော်ခန္ဓာကိုယ်ကရမှာဖြစ်ပါတယ်တရိတ်ဆန်တွေကနေရတဲ့ပြေဝစီကိုတော့ကျွန်တော်တို့ကခုနက25ရာခိုင်နှုန်းထဲကမှာ ဆယ်ရာခိုင်နှုန်းလောက်ကိုပြေဝစီကို စားသုံးလို့ရပါတယ်။နောက်ထပ်အသီးရွက်တွေအခေါ်မှာအစီအစံတွေကနေရတဲ့အစီကိုတော့15ရာခိုင်နှုန်းစားသုံးလို့ရပါတယ်ဗျ။ဒီဗီဒီယိုကြည့်နေတဲ့မိတ်ဆွေရော အစီချမယ်ဆိုရင်အစားတွေအငတ်ခံနေမှာလားအစားအသောက်တွေအလွန်ပဲဖြတ်တောက်နေမှာလား balance diet လိုမျိုးကစီရောအစီရောအသားရောပြည့်စုံတနေ့တနေ့မှာပို့ပပလေးစိုင်းနေပဲအစီကျသွားတယ်လားမိတ်ဆွေရဲ့ရွေးချယ်မှုမိတ်ဆွေရဲ့လွတ်လပ်ခွင့်ပဲဖြစ်ပါတယ်ဗျ။ ဒီဗီဒီယိုလေးကမိတ်ဆွေတဲ့အဆင်ပြေမယ်အရေးရှိမယ်လို့ကျွန်တော်မျှော်လင့်ပါတယ်။ဗီဒီယိုလေးကိုအဆုံးထိကြည့်ပေးတဲ့အားလုံးကိုကျေးဇူးတင်ပါတယ်။ကျွန်တော်ကတော့ဂူလေးပါအစီချဖို့ကြိုးစားနေတဲ့သူတွေကို online မှာအပြင်ပါပါ။ကုညီနီးပြပေးနေတဲ့ Fat Loss Guide တယောက်ဖြစ်ပါတယ်ဗျ။